ထိုင်းနဲ့တကြောပြန်ဆက်ဆံရေးတင်းမာလာချိန်ကမ္ဘောဒီးယားဟာနယ်စပ်ကျေးရွာတစ်ခုကိုရွာလုံးကျွတ်ရွှေ့ပြောင်းစေခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ17ရက်နေ့တုန်းကထိုင်းနဲ့ပိုင်ဆိုင်မှုအငင်းပွားနေရာနယ်စပ်တနေရာကကျေးရွာတစ်ခုရဲ့မိသားစု250လောက်ကိုနယ်စပ်နဲ့ကီလိုမီတာ30လောက်အကွာဗုဒ္ဓဘာသာဖျားကျောင်းတစ်ခုစီနေရာချပေးခဲ့တယ်လို့ကမ္ဘောဒီးယားအာဏာပိုင်တွေကပြောပါတယ်။အဒီမတိုင်ခင်တည်းကမှာကမ္ဘောဒီးယားကထိုင်းစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားရွာသားတယောက်တိုက်ဆုံးခဲ့တယ်လို့ဆက်ဆဲခဲ့ပါတယ်။ ထိုင်းကတော့ပြစ်ခတ်မှုကိုကမ္ဘောဒီးယားစစ်သားတွေကစတင်ခဲ့ကြောင်းပြီးတော့အရက်သားတွေကိုလူသားတိုင်းအဖြစ်အသုံးချခဲ့တာကြောင့်ထိုင်းစစ်တပ်ကလက်တော့ပြန်ချိန်မှာရွာသားတွေအထိခိုက်ရှိခဲ့တာဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာဇူလိုင်24ရက်ကနေ28ရက်နေ့ထိနေဆက်အစီအေးပြိပခါတွေဖြစ်ပွားပြီးတဲ့နောက်အပြစ်အခက်ရက်စဲခဲ့ပါတယ်။အော်တိုဗာလောက်ကွန်ပိုင်းမှာတော့အမေရိကန်နဲ့မလေးရှားအစိုးရတွေရဲ့ဂျားဝင်ဆစ်ဆက်ပေးမှုကြောင့်နှစ်နိုင်ငံစစ်ပြေငြိမ်းရေးစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့တာပါ ဒါပေမဲ့အခုတော့အဲ့ဒီငင်းကြဲရဲ့သဘောတူညီချက်ရဲ့အနာဂတ်ကမရေမရာဖြစ်လာနေပါတယ်။အခုသတင်းပတ်အစောပိုင်းတုန်းကနေဆက်တနေရာမှာမြေမြုပ်မိုင်းပောက်ကွဲလို့ထိုင်းစစ်သား၂ယောက်ဒဏ်ရာရခဲ့တဲ့အဖြစ်အပျက်ကလေးကနှစ်ဖက်တင်းမာမှုတွေတကြောပြန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ထိုင်းကအဲ့ဒီမိုင်းဟာအပြစ်ရကာလနောက်ပိုင်းမှာကမ်ဘောဒီးယားကအသစ်ထပ်ပြီးထောင်ထားတာလို့ဆက်ဆွဲခဲ့ပါတယ်။နောက်တော့နှစ်ဖက်တပ်တွေကြားပစ်ခတ်မှုဖြစ်ပွားပြီးကမ်ဘောဒီးယားရွာသားတယောက်တိတ်ဆုံးတဲ့အထိပြဿနာတွေပိုရှုပ်ထွေးလာခဲ့ပါတယ်။ နိုဝင်ဘာလ23ရက်နေ့မှာတော့ကမ္ဘောဒီးယားနိုင်ငံအနောက်တောင်ဘက်ကဘန်ဒီယေမင်ချေပြည်နယ်တဲကနေဆက်ကြေးရွာပရိချန်ရဲ့ရွာခံမိသားစု250ဝန်းကျင်အားလုံးကိုရွှေ့ပြောင်းပေးခဲ့ကြောင်းကြေးရွာအုပ်ချုပ်ရေးဌာနဒုတိယအကြီးအကဲလိုင်ဆိုဘန်နာရစ်ကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကပြစ်ခတ်မှုနဲ့ပတ်သက်လို့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တင်ကြောင်းနဲ့ထိခိုက်နစ်နာသူတွေအတွက်တရားမျှတမှုရှာဖွေပေးစီလိုကြောင်းပြောကြားခဲ့ပါတယ်။တစ်ဖက်မှာတော့ထိုင်းက စစ်သားတယောက်ကိုအင်ကချုပ်ရင်ပြီးနောက်ထပ်စစ်သားတယောက်ဒဏ်ရာရခဲ့တဲ့မြေမြုပ်မိုင်းပေါက်ကွဲမှုအတွက်ကမ္ဘောဒီးယားကဝင်းချတောင်းပန်ဖို့တောင်းဆိုထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကရန်ညိုဟာရာစုနှစ်တွေနဲ့ချီတမိုင်းကြောင်းရှင်လျားခဲ့ပါတယ်။ရှေးဘုရင်နဲ့ခက်ကလေးကအင်ပါယာအချင်းချင်းဆက်တိုက်ခဲ့ကြသလိုမြန်မာခင်မှာလည်းရှင်လျားတဲ့နေဆက်တလျှောက်ပိုင်းနဲ့အငင်းပွားမှုတွေကိုအကြောင်းပြုပြီးနှစ်ဖက်ဆက်ဆံရေးဆက်လက်ခတ်ထန်နေတာဖြစ်ပါတယ်ရှင်။